မွန်ပြည်နယ်တံပူဇယတမလူဓမ္မဝိဟာရကမ္မထန်ထိုင်အတွင်းစံကြောင်းမှာကုသိုလ်မတိုးရဘာကြောင့်လဲဆိုတဲ့အထွေလေးတစ်ခုပေါ့အတန်ကတော့တိတ်ကောင်းမှမဟုတ်ဘူးတုတ်ကွေးနည်းနည်းမိထားတယ်ကိုဗစ်တော့မဟုတ်လောက်ကုသိုလ်တွေမတိုးရဘာကြောင့်လဲ လူတွေတော့ကုသိုလ်ရှိမှစိတ်ချမ်းသာမယ်ဆိုတာကိုနားမလည်ဘူး။ဟိုစိတ်မချမ်းသာတာဘာကြောင့်လဲကုသိုလ်မဖြစ်လို့ကုသိုလ်တွေတိုးမလာလို့ကုသိုလ်တွေညော့နေလို့ရတနာသုံးပါးသိက္ခာတရားယုံမှားတွေ့တော်ခြင်းဗုဒ္ဓဝင်ထဲမှာဖះရကကပိလဝတ္ထုကိုပြန်ရောက်ခိုက် နန္ဒမင်းသားရဲ့မင်္ဂလာပွဲပေါ့အဲ့ဒါမင်္ဂလာပွဲမှာပဲဘုရားကသူ့ကိုတပိတ်ပို့ခိုင်းတော့ဇနဗရကလျာဏီကမောင်ရေမြန်မြန်ပြန်ခဲ့ပါဆိုတော့ဟိုရောက်တော့ဘုရားကသူ့ကိုယဟန်ဝတ်ခိုင်းတယ်အဲ့မှာသူ့ဘုရားပေါ်မှာသံသယဖြစ်တယ်ဘုရားကွာအနားမလဲတော့ဘုရားပေါ်မှာ တန်တရားတွေနဲ့ဘာလို့ဒီနေ့ဒီနေ့မျိုးမှယဟန်ပေဝတ်ကျင်ရတာလဲဖယားအပေါ်မှာသူတန်တရားဖြစ်တယ်တရားအပေါ်မှာလည်းတန်တရားဖြစ်တယ်တန်ခါအပေါ်မှာလည်းတန်တရားဖြစ်တယ်တိခ္ခတရားတွေအပေါ်မှာလည်းတန်တရားဖြစ်တယ်ဒါဆိုရင်သူ့အတွက်ဘယ်လိုလုပ်ကုသိုလ်တွေတိုးတော့မှလဲ အမြဲတမ်းအကုသိုလ်တွေနဲ့လုံမန်းနေရမှာပေါ့သူရန်ညှိုးကြတချို့ကတော့အတူတူနေတဲ့လူတွေအချင်းချင်းရန်ညှိုးဖွဲ့ကြတော့ကုသိုလ်တွေမတိုးတော့ဘူးပေါ့သူညရန်ညှိုးကြငါကမကာယဆွဲလမ်းမခင်တချို့ကကိုယ့်ရဲ့ကာกายะအပေါ်မှာကိုယ့်ရဲ့ဘဝကိုယ့်ရဲ့กายะအပေါ်မှာဆွဲလန်းနေတယ် ဒါလည်းကုသိုလ်တွေမတိုးနိုင်ဘူးငါးဖြာအာယုံ ကာမဂုဏ်တွေမှာလည်းဆွဲလန်းနေမယ်ဆိုရင်တော့ကုသိုလ်တော့ပြုပါရဲ့ကာမဂုဏ်ဆွဲလန်းနေဆိုတော့ကုသိုလ်တွေမတိုးလာဘူးရုပ်ဆွဲလွန်သောစာအိပ်ပြောနတ်မြော်ဆုတောင်းခြင်းနဲ့ရုပ်ဘာဟိတရုပ်တွေကိုဆွဲလန်းနိုင်ရဲ့နောက်ဘဝဘဝရုပ်တွေကိုဆွဲလန်းနိုင်ရဲ့ အဲ့ဒီရုပ်ကိုဆွဲလန်းတဲ့စိတ်မျိုးနဲ့နေနေရင်တော့ဒါကုသိုလ်တွေမတိုးနိုင်ဘူးနောက်တစ်ခုကစားအိတ်ပြီးတော့ပျော်တာပေါ့ဝါဝါစားပြီးတော့ဝါဝါအိတ်တပြောင်းတပြန်နဲ့အဲ့ဒီအဲ့ဒီဇိန်ခန္ဓာပေါ့လေအဲ့ဒါဆိုရင်လည်းကုသိုလ်တွေမတိုးနိုင်ဘူးဥပုပ်တွေပေါ့ဝါဝါစားပြီးတော့ဝါဝါအိတ် နေဆောင်အောင်အိပ်ပြီးမှပြန်လာမှာအဲ့ဒီဥပုသေမျိုးတွေဟာလည်းကုကုသိုလ်မတိုးနိုင်ဘူးနတ်မြော်ဆုတောင်းခြင်းနဲ့နတ်ဘဝတရားဘဝဗြဟ္မာဘဝတွေကိုဆုတောင်းပြီးတော့အကျင့်နဲ့အကျင့်ဟာလည်းကုသိုလ်မတိုးနိုင်ဘူးစုညောင်စိတ်များအဖွဲ့နှောင်များယော့ညာကုသိုလ်ခင်းနဲ့ဖယောင်းဟောထားတဲ့စေတောခိလ စေတောဝိနိဗ္ဗန္ဓတုတ်ကိုထောက်ပြီးတော့ဒုသူတော်ကောင်းများကုသိုလ်မထိုးတာဒီစေချက်ကြောင့်ပေါ့ယရဏသုံးပါးပေါ်မှာတဏှာဖြစ်မယ်တိခတရားပေါ်မှာတဏှာယုံမှဖြစ်မယ်အတူတူနေတဲ့သူချင်းချင်းရညှိုးဖွဲ့ကြမယ်ကာမတွေကိုဆွဲလန်းနေမယ်ကိုယ့်ရဲ့ကာယကိုဆွဲလန်းနေမယ်ယူပတွေကိုလည်းဆွဲလန်းနေမယ်စားအိပ်ပြီးတော့စိန်ခံနေမယ် နတ်ပြည်ကိုနတ်ဘဝပြမဘဝကိုဆုတောင်းနေမယ်ဆိုရင်တော့ဒါကုသိုလ်မတိုးနိုင်တဲ့အချက်တွေကုသိုလ်ရော့ကျသွားတဲ့အချက်တွေပဲဒါဆိုရင်သူတော်ကောင်းများစိတ်ချမ်းသာခြင်းနဲ့ဆိုရင်တော့ကုသိုလ်တိုးအောင်တော့တို့ကြိုးစားရမှာပေါ့ဒါဆိုရင်ဖရာအပေါ်မှာလုံးဝယုံကြည်ပါဖရာကတို့ကိုချမ်းသာတဲ့ အကျင့်ကောင်းတွေကိုညွန်ပြပေးမယ်သူလို့ဖယားကိုယုံလိုက်ပါတရားကိုလည်းယုံလိုက်ပါတန်ခါကိုလည်းယုံကြည်ပါကိုယ့်ရဲ့တိတ်ခတ်တရားကိုလည်းယုံကြည်ပါလေးချက်အတူတူနေတဲ့သူ အချင်းချင်းပေါ့အိမ်သူအိမ်သားတွေအဖွဲ့သူ အဖွဲ့သားတွေအလုံးနဲ့ရန်ညှိုးမဖွဲ့နဲ့မေတ္တာထားကြပါ ကာမဂုဏ်တရားတွေမှာလည်းသိပြီးတော့ဆွဲလန်းမထားနဲ့ကိုယ့်ရဲ့ကိုယ်ကာယအပေါ်မှာလည်းသိပြီးတော့မဆွဲလန်းနဲ့တို့တွေ့မြင်နေရတဲ့ဒီရုပ်တရားတွေအပေါ်မှာလည်းဆွဲလန်းမထားနဲ့နောက်ပြီးတော့အစာအိတ်တွေကိုလည်းကိုဘောဇနမတ်တင်ညူဆိုတဲ့အတိုင်းပဲစာအိတ်တွေကိုအနှိုင်းအချိန်နဲ့ချိန်ဆပြီးတော့စာပြီးတော့နှိုင်းချိန်ပြီးတော့အိတ်ပေါ့ နောက်တစ်ခုကစွတောင်းတဲ့နတ်ဘဝကိုမျော်တဲ့စွတောင်းမျိုးမတောင်းပဲနဲ့ဘဝချုပ်ငြိမ်းတဲ့စွတောင်းမျိုးကိုတောင်းလိုက်ရင်စူးညှောက်စိတ်တွေအဖွဲနှောင်တွေကနေလောပြီးတော့ကုသိုလ်တရားတွေတိုးပြီးတော့စိတ်ချမ်းသာမှုတွေရကြမှာပါအဲဒါကြောင့်ဒီကုသိုလ်ရော့စေတဲ့ချက်တွေကိုရှောင်ရှားပြီးတော့ကုသိုလ်တိုးစေတဲ့ချက်တွေကိုလိုက်နာကြရင်ဖြစ် စိတ်ချမ်းသာမှုကိုဒီဘဝတွင်ပဲကိုယ်စီကိုယ်ငတ်ရကြနိုင်ပါစေ။